ယမရှိဟူဒီများသည့်မကြသေးမီက၎င်းတို့၏စစ်ရေးရုပ်လှုပ်ရှားမှုများကိုတွန်းမြစ်ခဲ့ပြီးအစ္စရေးနှင့်အမေရိကန်တပ်ဖွဲ့များကိုပြစ်မှတ်ထားခဲ့သည်ဟူဒီများသည့်အစ္စရေးနိုင်ငံဘန်ဂူရီယန်လေဆိပ်တွင်ပတ်ထိန်ဒုံးကျည်များကိုပြစ်ခတ်ခဲ့ကြောင်းဟူဒီများကပြောကြားခဲ့သည်၎င်းတို့၏စစ်ဘက်ပြောရေးဆိုခွင့်ရှိသူယာယာဆာရီက၎င်းတိုက်ခိုက်မှုတွေ48နာရီအတွင်းအစ္စရေးနိုင်ငံပေါ်တတိယမြောက်တိုက်ခိုက်မှုဖြစ်ကြောင်းတည်ပြုခဲ့သည်ပါလက်စတိုင်းနှင့်ဟူအမည်ပေးထားသည့်ဒုံးကျည်ကို ယနေ့နနေ့ပိုင်းတွင်ပြုလုပ်ခဲ့သည်နိုင်ငံ၏နယ်နိမိတ်တွင်တို့ဝင်ရောက်မီဒုံးကျည်ကိုကြားဖြတ်ပစ်ခဲ့ကြောင်းအစ္စရေးကကြေညာခဲ့သည်ဟူဒီများသည့်ဖင်လန်နီတွင်အမေရိကန်လေတင်လေယာဉ်တင်သင်္ဘော USS Harry S Truman ကိုလည်းတိုက်ခိုက်ခဲ့ကြောင်းခိုင်မာဆိုခဲ့သည်တောက်ချန်နေညနေပိုင်းတွင်ဟူဒီများကနောက်ထဒုံးကျည်တစ်စင်းဖြင့်ပစ်ခတ်ခဲ့တဲ့ဖြင့်ဆောင်ရုံနဲ့ဂျေရုဆလင်ကဲ့သို့သောနေရာအများပြားတွင်ဣဇရေးအလဲပိုင်းတစ်ခွင်တတိပိချေအိုဒါများထွက်ပေါ်လာခဲ့သည်ဣဇရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ၎င်းကိုအောင်မြင်စွာကြားဖြတ်ဟန်တာခဲ့ပြီးပြည်စင်မှုမန္တလေးကိုကာကွယ်နိုင်ခဲ့ကြောင်းပြောကြားကြေညာခဲ့သည်။ဟူဒီများက၎င်းတို့သည် USS Harry S. Truman တင်မောအုပ်စုအားဒုံးကျည်များနှင့်ဒရုန်းများဖြင့်ပစ်မှတ်ထားသည်ဟုဆိုထားသည်။ American စစ်တပ်များက48နာရီအတွင်း၎င်းတို့တတိယမြောက်တိုက်ခိုက်မှုဖြစ်ကြောင်း၎င်းတို့ကပြောကြားခဲ့သည်။သို့တော်လည်း American ကာဝေးရဲ့ရာရှိများကမူရင်းကိုညှင်းဆိုခဲ့ပြီးတိုက်ခိုက်မှုများသည့်မိုင်းတရာကျော်အကွာတွင်လွှဲချော်ခဲ့ကြောင်းကြေညာခဲ့သည်။ မြေတက်လာတော့စင်ချိန်ချောင်းမြို့မှာဂျောင်းတမရထရန်ဒီဒူရီယာမြောက်လေရင်တင်တင်မော USSR Vision ကိုအစ်စ်11ဘန်းတို့တွားဖို့အမိတ်ပေးခဲ့သည်ဟူတီတပုံများနဲ့တင်မောင်းမှုများဆက်လက်ကြီးထွားလာသည့်နေချိန်တွင်အဆိုပါလှုပ်ရှားမှုတွေအဆိုပါဒေသတွင်အမေရိကန်စစ်တပ်တည်ရှိမှုကိုအားကောင်းစရန်ရည်ရွယ်ခြင်းဖြစ်သည်ဟူဒီတပုံများသည့်အစ္စရေးနှင့်အမေရိကန်ပြည်မများကိုတိုက်ခိုက်ရန်ကြိုးပမ်းနေသဖြင့်အရှိအလယ်ပိုင်းရှိအခြေအနေများပုံမမတိမငြိမ်ဖြစ်လာကြောင်းအဆိုပါပြည်ရများကပြသနေသည်